ါတယ်ခင်ဗျားတို့ရှိတော့ကျွန်တော်ရှိနေတော့ခင်ဗျားတို့မရှိရင်ကျွန်တော်လည်းမရှိတော့ဘူးသူကကျွန်တော်ရဟောပါဗောအမကန်နေဗောနော်ကတော့ငါတည်းမှာကျင်းလာခဲ့တာ။ဒါ92ခုနေတဲ့အောင်မြင်တယ်ဆိုတော့အခုအခုဒီနှစ်နဲ့ဆိုတော့ပြန်ပြီးတော့လုပ်ရကျွန်တော်တော့သိမသိရော။နှစ်30ကျော်ပေါ့နော်။30ကျော်ရှိ။ ကျွန်တော်ကအဲ့ဒါဘယ်လိုပြောမလဲဗျာဟိုငယ်လေးတော်ဒီနုပြန်နဲ့ပတ်တလူပေါ့ဗျာဟိုလမ်းတော်ရင်းနဲ့ဗျာဟိုနမှာကလေးတွေထိုင်ဂီတာတင်အကိုကြီးတမလို့ဆိုဆိုပြဟောဆိုလိုက်တယ်ကျွန်တော်ကျွန်တော်အဲ့ဒါမျိုးရှိတယ်ကျွန်တော်ရင်ထဲမှာ ရွယ်ကဘာလဲဆိုဟိုးငယ်တော့လေကျွန်တော်ဆိုတဲ့ပုံစံမျိုးပဲလေသူကကွင်းကြီးထဲမှာလှုပ်တယ်ဆိုတော့လေသိလားလူတွေကလည်းအများကြီးရဲ့ဆိုပြောဖို့ရမ်းကောင်းပါလေခုံနဲ့ထိုင်ကြည့်ကြတော့မဟုတ်အဲ့လိုပဲရက်ကြည့်ချာမတရမတရဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အဲ့တော့ ထူးခြားတယ်လို့ထင်ပါတယ်။ဒါပြောဒီဆိုင်ရနေပြီးတော့ကျွန်တော်တို့ကိုညီတော်တော်ဘောနော်။အကိုကြီးလာဆိုပေးမလားဒီလိုလိုရောရှိရလားအဲ့ဒါလာဆိုတာပါ။ထူးခြားတော့ဘောနော်။ကျွန်တော်အများဆုံးဆိုနေရတော့ စနစ်ပုတ်လို့ဆိုရဲဒါနဲ့ထပ်ပြီး request လုပ်တဲ့ပညာဆိုရင်တော့15ဘုလို့တော့ဖြစ်ရင်ဖြစ်တယ်ဒါကလေး10ဘုလို့နဲ့ပြီးနေပြီးရောနိုင်တယ်ဟုတ်အနေဆိုရတော့ဒီနေ့ဦးရင်းနဲ့အနန်းတို့ချင်းတိုင်းတို့ဒါဟုတ်တယ်ဟုတ်တယ်ဒီလိုဒါတွေကအမြဲဆိုရလားအကေတော့ဆိုနေရတယ်အမြဲတီတာလို့ပါတော့အော်ရတာပဲဟုတ်ကဲ့ ီမှာ jewelry လည်းပါအောင်မယ်ဆိုပြောအောင်ခင်ဗျာဒီမှာ jewelry အဲပါမယ်ဆိုဟိုးရင်တော့မောက်ဝါနဲ့စင်တော်နဲ့ဟိုးတော်တော်ကြာပြီကအေးဆိုရတော့ဗောနော်အဲ့ဒါလေးအဲ့ဒါလေးပြန်ဆိုရတော့ဗျာဘလို့ပဲဖြစ်ပျော်တာပဲရှိပါတယ်သူကြတာတော့တော့ပါပဲဒါကတော့ငါတဲ့မှာကျင်းလဲလာခဲ့တာ ခုလက်နှစ်ခုနေတဲ့အောင်မြင်တယ်ဆိုတော့အခုအခုဒီနှစ်နဲ့ဆိုတော့ပြန်ပြီးတော့လုပ်ရကျွန်တော်သိမသိရနှစ်30ကျော်ပေါ့နှစ်30ကျော်ရှိဟုတ်ကဲ့အဲ့ဒါအဲ့ဒါတော့အရေးပါဆုံးပဲလေပြောရတယ်ခင်ဗျားတို့ရှိလို့ကျွန်တော်ရှိနေတော့ခင်ဗျားတို့မရှိရင်ကျွန်တော်လည်းမရှိတော့ဘူးသူကကျွန်တော်ရဲ့ဟိုပါပေါ့အမကန်ကြီးပေါ့နော်ကျွန်တော်ကသူတို့ချင်းနေရင်ထဲမှာရှိနေလို့ကျွန်တော်လည်းအခုချိန်ကြီးစုံနေတာပေါ့ ညှောချင်းတွေအားလုံးသူရင်ထဲမှာမထားဘူးဆိုကျွန်တော်လည်းဘာမှအလုပ်မရဆိုဆိုနိုင်မှာမဟုတ်ဘူးဆိုလည်းမဆိုတော့ဘူးကျွန်တော်ကအဲ့ဒါဘယ်လိုပြောမလဲဟုတ်ငယ်သေးတာဒီနုပြန်နဲ့ပတ်တယ်လို့ပါဗျာဟုတ်လမ်းတော်ရင်းနဲ့ပဲဟိုနမှာကလေးတွေထိုင်ကြတာဒီအကိုကြီးတဘလို့ဆိုဆိုပြဟောဆိုလိုက်တယ်ကျွန်တော်ကျွန်တော်အဲ့ဒါမျိုးရှိတယ်ကျွန်တော်ရင်ထဲမှာဘယ်နေရာလို့တော့ကျွန်တော်သိခွဲဟောလေးခွဲကြတာတော့မရှိပါဘူးဟုတ် လာအားပေးတဲ့ဒီညီအမမအားလုံးပေါ့အများကြီးစုတင်ပါလေလို့ကျွန်တော်ရှိနေပြီပေါ့နော်ကျွန်တော်အတန်ကြမ်းနေရသေးလာအားပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်လို့